ဈေးမပေါက်ခိုင်းမှုဝင်မဲနဲ့လောကီပညာစခန်းတွေကိုဘယ်လိုတက်လှမ်းမလဲပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တော်တော်များလာပြီးမေးကြပုံစံတော့မတူကြဘူးပေါ့လေနော်မိဘမင်းကြီးရောမတူကြအဲ့လိုပေါ့ဆရာကြီးအကိုကြီးဈေးလဲမပေါက်ချင်ဘူးတချို့ကကြောက်လဲအမ်ကိုယ်မိသားစုကောအဲ့လိုဈေးပေါက်တာတွေခိုင်းဝင်တာတွေမကြိုက်တာခွင့်မပြုတာပေါ့နော်အားကြောင့်မို့လို့သူတို့မဝင်ရဘူး ေးမပေါက်အောင်ဂိုင်းမဝင်ရအောင်အဲ့လိုမျိုးပေါ့လေမျိုးမျိုးကြောင့်ပြောချင်တာအလွတ်တန်းပေါ့နော်ဘယ်လိုကြီးကြင်အားထုတ်လို့ရမလဲပေါ့အဲ့မှာပြန်ပြီးထက်သီးဖို့လိုတာကသူတို့ကဒီဘယ်လိုပြောရမလဲဒီအောက်အောက်လန်းတွေကိုမကောင်းတဲ့မိစ္ဆာတွေတရေတစီတွေကိုနေနိုင်မှုအနိုင်ရဖို့သူတို့ရဲ့အနောက်ရှက်ခြင်းမခံရဖို့အဲ့လိုပဲမကောင်းတဲ့ပညာတွေနဲ့ကိုယ်ကိုတိုက်ခိုက်လို့ရှိရင်လည်း အာခုခံနိုင်မှုပေါ့နော်ခုခံကာဝင်နိုင်မှုအဲ့ဒီအတွက်ကိုရည်ရွယ်တာလားဒါမှမဟုတ်ရင်နိဗ္ဗာန်ရောက်ကြောင်းကိုပဲရည်ရွယ်တာလားနော်တိတ်ထိမဟိတ်ထိတွေကိုရည်ရွယ်တာလားအာဒါမှမဟုတ်လာမေးတဲ့သူတော်တော်များတော့ဒီလောကီတိတ်ထိတွေကိုလိုချင်တယ်လောကီဇာတ်ရည်လိုပဲအာဒီမကောင်းတဲ့အတတ်ပညာတွေနဲ့တိုက်ခိုက်လာတဲ့အခါပြန်လည်ကာဝင်ခုခံနိုင်မယ်အမ်လို့ရှိရင် အဲ့ဒီမေးဒီအမြင်တဲ့အကြတဲ့တွေလည်းလိုချင်ပါပေါ့ကွာအဲ့တော့အဲ့လိုဆိုရင်တော့မရကျင့်လို့မရဘူးလားဆိုကျင့်လို့တော့ရတယ်ဒါပေမဲ့ဟိုတချို့ကလည်းပြောလိမ့်မယ်ပေါ့နော်ပုံစံမျိုးစုံတိုင်းပြောကြပါလိမ့်မယ်အဲ့ဒီ post အောက်မှာလည်းပြောထားပါတယ်ဟိုကျင့်လို့ရတယ်ပေါ့ဒါပေမဲ့အော်အလွတ်တန်းကျင့်တာလည်းကောင်းတဲ့ဟာရှိသလိုဈေးပေါက်ခိုင်းဝင်ပြီးမှကျင့်တာလည်းကောင်းတာရှိဈေးပေါက်ခိုင်းဝင်လိုက်ရင်တော့ ဟိုညံတာပေါ့လေနော်ညံတယ်ဆိုဟိုလိုမျိုးအစ်စင်ထိုးတော့ဝါညံတယ်လို့ပြောတာမဟုတ်ကိုအခွင့်အာဏာရတာညံတာပေါ့ကိုအခွင့်အာဏာရတာညံတာပေါ့ဟိုမှာမြန်မြန်ဆန်ဆန်စီးကူးလို့ရပါတယ်မြန်မြန်ဆန်ဟလာမကောင်းတဲ့တပ်ပညာတွေကိုတိုက်ခိုက်ခုခံကာကွယ်နိုင်သွားတယ်ဟလာလိုအပ်ရင်ဒါဒီဂိုင်းနဲ့ပတ်သက်တဲ့နမင်းနေနဲ့အဆက်အသွယ်ရတာမျိုးတွေဟာလာအိမ်မက်မှာတွေးဆောင်ရတာမျိုးတွေထူးခြားတာလေးတွေကိုခုတိရတာပေါ့လေနော် ဟိုကျွန်တော်ဆိုလို့ရှိရင်လည်းဒီ logi တွေဝင်လမ်းကြောင်းပေါ်ဝင်လာတယ်ဆိုတာလည်းဟိုစူးစမ်းကျင်တာလည်းပါတယ်ပြီးတော့ဒါကိုမှအရှိတင်ရှိလိုက်တဲ့လက်နက်တစ်ခုအနေနဲ့လည်းကျွန်တော်ခံယူရပါတယ်ပြီးခွန်းသားမီးကိုခွန်းသားမီး၈သားမီးကိုကူညီချင်တာဘုဇတ်ဘုံသားတွေကိုဒါမိတာဖို့ကူညီပေးတဲ့အခါမှာထိတိရောက်ဖြစ်ချင်တာနောက်ပြီးတော့မြင်အမမြင်အကုန်လုံးရဲ့နောက်ဆက်ချင်းဒုက္ခပေးခြင်းကိုလည်းကာကွယ်နိုင်ချင်တာပေါ့နော် ပင်ချိန်တိုင်တော့နိဗ္ဗာန်ရောက်ကြအောင်ပေါ့တဏှာလွတ်ဖို့တော့ပေါ့အဓိကတာဂက်ကတော့တဏှာလွတ်ဖို့ပါပဲဆိုတော့အားကြောင့်မလို့လောကီလမ်းပေါ်ဝင်လာတယ်စူးစမ်းခြင်းနဲ့မယုံဘူးဟာလားမယုံဘူးဆိုပြီးတော့ဖင်ပိတ်ပြီးတော့ကျွန်တော်ကမယုံဘူးမပြောဘူးကိုယ်တိုင်ဝင်ပြီးလေ့လာကြည့်နော်အာဟိုဟာဟိုဟာဆိုလည်းမယုံဒီဟာဖေရင်ဆိုမယုံဘူးရေရီယာဆိုမယုံဘူးလို့ပါတော့ကတော့လက်တွေ့ကြကြပဲအဲ့လိုအော်နေအောင်တော်တော်များက အကိုကိုဆောက်ဆရာကြီးထင်သွားတယ်လို့ထင်သွားလို့អော်တာများတယ်။ဖြင့်ကျွန်တော်ဘာသာမဲ့လို့ပါတော့ညာလို့ပေါ့နော်။ညာရဲ့ဘာသာတော့မဲ့လို့ရတယ်။သူဘလို့နေထိုင်ခြင်းကြာလဲဆိုတာတော့ပြန်ပြီးကြည်စကားပြောရမယ်ပေါ့နော်။ဘသူ့ဘယ်ဘယ်ဝါကိုကိုွယ်ပါလို့တော့မရှိဘူး။ဒါပေမဲ့ကိုထားတဲ့စိတ်တဲ့ပေါ့နော်။ကိုနေသူကနေတဲ့ထိုင်တဲ့ထိုင်ုံချက်တွေကဘလို့လဲဆိုတော့တုံးသက်ဖို့လိုတာပေါ့။ဟုတ်ပါပြီ။ထားပါတော့။ ဲ့တော့အရင်ဆုံးကျွန်တော် comment လေးလာပေးတာလေးကိုကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်တယောက်တည်းအတွေ့အမြင်မဟုတ်ဘဲနဲ့အဲကျွန်တော်မေးထားတာတော့ဒါ Facebook မှာမေးထားတာပေါ့နော် Facebook page မှာအမ်ဖះမှာပထမတယောက်ကကျတော့မဟာဧကရာဇာဝိဇတုတဲ့အာနမည်ရတော့ကျန်တယ်ဖះမှာတဲ့အသင်းအဖွဲ့ရေလို့မရှိပါဘူးဆေးလည်းမပေါက်ထားဘူးတဲ့ခုလဲတိုးတက်လာပါတယ်တဲ့ရနိုင်တယ်ဇွဲလုံးလာဝရိယတို့လို့မယ်တဲ့ဟုတ်တယ် တက်လှမ်းနိုင်တယ်တက်လှမ်းနိုင်တယ်တဲ့ဆရာမရှိလို့တော့မရဘူးဟုတ်တယ်ဆရာကတော့မရှိလို့မရဒါဆရာမပြနေမကြပဲလေနော်မြတ်စွာဘုရားကတော့ဘဝဆက်ဆက်လေးသိချင်းတဲ့ကဘာတသိန်းကျင်းနေတာဆိုတော့သူကတော့ဆရာမလို့ပဲနဲ့ပေါက်မြောက်သွားပေါ့နော်ဒါပေမဲ့စ조사တဲ့တပည့်တပြေးခိုင်မာရင်ဆရာဆိုတာရောက်လာတယ်ဟောမရှိဆရာမရှိပဲအောင်မြင်တာဘုရားမှတပါမချမရှိအားလည်းဟုတ်တယ်နော်အဲ့တော့သူဆိုလိုတာကိုလည်းနားလည်မှတင်တယ် ောက်တစ်ယောက်ကကြောင့်ဏိယာမအမှားတဲ့ကျူးစားပါတဲ့တဘာဝတရားကိုအခြေခံပါတဲ့ဝရိယရှိပါဇေယထသံပါငါတို့ကကြောင့်သီလသမารီပညာကိုတည်၍သုံးလဝရိယကိုအားအကူကသစ္စာပညာစခန်းတွေပညာတွေရဲ့နိနာအတိုင်းလိုက်နာပြီးတလှမ်းရင်ရပါတယ်လို့ထင်မြင်မိပါတယ်ဆရာခင်ဗျာတဲ့နောက်တစ်ယောက်ကကြတော့ကိုရံမျိုးအောင်အဲသူကကျွန်တော်ရဲ့ဘေးရင်တန်း နှစ်ကြိမ်မြောက်ဗေဒေအော် sorry နှစ်ကြိမ်မြောက်အင်းပညာတဲ့အခြေခံသင်တန်းမှာလာတက်သွားတယ်အကိုပေါ့နော် logo drama မှာတော့တဲ့တပ်ပူရိတာကောင်းနဲ့တွေ့မှတရားရမယ်လို့ဘုရားရှင်ကိုတော်မြတ်ကြီးကအချိန်ဖန်များစွာဟောခဲ့လေတော့လောကီဘက်မှာလည်းတထိုးနည်းတူစွာပဲနံပါတ်1အရေးကြီးဆုံးကတော့ဆရာကောင်းရှာဖို့ ਨੇ တဲ့ဆရာသမားကောင်းနဲ့တွေ့ဖို့ပါပဲတဲ့နံပါတ်2အနေနဲ့ကတော့ဆရာသမားလမ်းညွန်တဲ့အတိုင်း ွားရမှာပေါ့တဲ့ဥမာအင်းတောက်တာမှော်စင်တက်တာအစရှိတဲ့ပြင်ပေါ့ဒါနသီလဘာဝနာကတော့တဲ့မဖြစ်မနေပါပါရမှာပေါ့ယမီသည်သမျှလေးပြောကြည့်ကြပါဆရာကြီးတဲ့ဟုတ်ပါတယ်သူပြောရတယ်တော်တော်လေးမှန်အနေထဲမှာပါပါတယ်အဲ့တော့အဲ့လိုဆရာကောင်းကိုဘယ်လိုရှာပါလဲကိုကိုတိုင်းတော်မှဒါမှမသိသေးလို့ခုမှလေးလာပါပဲအတင်ပါပဲနီးနာနေတရားတို့စမ်းပြီးတော့လောက်ပါမယ်ဆိုပါ ဆရာဟိုဆရာကောင်းဆိုတာကိုအကူကဘယ်ပေးတယ်နဲ့တိုင်းပါလဲကိုယ်မှတိုင်းဆရာပေးတယ်ရှိပြီလားပေါ့နော်အဲ့တော့ပြည့်ရမှာထပ်ပြောထားလည်းရှိပါတချို့ကလည်းနည်းနည်းဆရာကြီးပုံစံနေနဲ့ပြောရတော့ရှိရအဲ့လိုမျိုးလည်းတိတ်တော့မကြိုက်ငါပြောမှအမှန်ဆွဲပုံစံမျိုးလေးပေါ့နော်အာတိုင်းဆရာတယောက်ပဲအဲကျွန်တော်သူ့ဟာတော့တိတ်ဖက်မဖက်ပြရတော့အကျိုးသဘောကျတဲ့ဟာတော့စိတ်အကြံဝင်ဒိဋ္ဌံတင်လိုခြင်းသမျှဒိဋ္ဌံကရတဲ့ရတဲ့ နော်လူချင်းသမီးအဋ္ဌံကရတဲ့ဂုံတော်နဲ့တရဏဂုံကိုတနာနာသာဖိထုံဘာမှမလို့ပါဘူးတဲ့နောက်တစ်ယောက်ရှိသေးတယ်သူပြောတာလေးတော်တော်လှတယ်ခိုင်းဝင်တော့သူအားပေးတဲ့ပုံစံမျိုးလေးပေါ့နော်သူပြောရတာလေးအာဒီမှာအော်ဒီမှာဘာလဲဆိုတော့သူကဘာသူ့နာမည်ကဘာလဲဘောမွန် ထုံးလှဘောမွန်ထုံးလှသူကလမ်းတွေဖောက်တာတဲ့ရနိုင်ကောင်းပင်မဲ့ဖောက်ထားတဲ့လမ်းကောင်းလမ်းဟောင်းထက်တော့အမြဲမပြေးနိုင်ပါဘူးဟမ်ဟုတ်တယ်ဟိုကိုကကိုလမ်းတွေဒါပြောမယ်ဆိုဘာမှမရှိဘဲနဲ့ကိုကိုပိုင်ကိုကကိုရှာဖွေမယ်ပေါ့လေနော်အဲ့လိုမျိုးလောက်တာထက်တော့ပြောမယ်ဆိုအကြံတွင်နောက်လူသားစမြဲပဲရှေ့ရလူတွေရဲ့သင်ကန်းစာရှေ့ရလူတွေဖောက်သွားခဲ့တဲ့လမ်းဒါကိုအစင်းသင်းလိုက်တာတော့မဟုတ်ဘူးလေဒီလား ဒါဥမာထားပါတော့မြတ်စွာဘုရားသာမရှိဘူးဆိုရင်ရောကျွန်တော်တို့ကဘယ်ဘယ်သူ့လမ်းအောင်ဘယ်သူ့နောက်ကိုလိုက်မလဲဘယ်လမ်းအောင်လိုက်မလဲအဲ့ဒါဆိုကျွန်တော်ဝေးလေလေနဲ့တတန်တရာလုံးလဲနေအောင်ပါပဲနော်အဲ့လိုမျိုးပေါ့မြတ်စွာဘုရားရှိခဲ့တဲ့အတွက်မြတ်စွာဘုရားဖောက်ခဲ့တဲ့လမ်းအောင်ကျွန်တော်လိုက်တဲ့အတွက်တိတ်မခတ်တော့ဘူးသာသနာမထုံးကားတဲ့နိုင်ငံတည်တဲ့သာသနာမထုံးကားတဲ့ကမ္ဘာထက်ဘုရားမပွင့်တဲ့ကမ္ဘာထက်ကျွန်တော်တို့ကအများကြီးမြင်ရတာပေါ့เนาะအဲ့လိုပဲဂိုင်းဝင်နေသူကလည်းအဲ့လိုပဲပေါ့เนาะ ိုနီးစပ်သွားပဲကိုယ်ပတ်ဝန်းကျင်ရစားဒီခိုင်းဝန်းကျင်တွေကိုရောက်သွားတယ်ခိုင်းခါကျရင်ခိုင်းရွေးတွေခိုင်းရွေးမှန်မှုလို့ဝါးပြီးပေါ့နော်များသောအားဖြင့်ဈေးတော့ကျသွားတယ်ဈေးတော့ချပေးနိုင်တယ်တပည့်မွေးနိုင်တဲ့ဆရာတော်များတော့သူ့အနေနဲ့သူရေချင်းပြည့်စုံသွားတဲ့ဆရာတွေပါပဲအဲဒီထဲမှာမှအာတနည်းနည်းနဲ့ရွေးချယ်မှားထားတဲ့ဆရာညံ့နေလည်းရှိပါတယ်နော်အဲ့လိုမျိုးပေါ့အဲ့တော့အလိုရင်းကတော့ဒါအမြန်ပြန်ချုပ်လိုက်ပဲပေါ့နော် ဘလို့လုံးမလဲဆိုတော့ကျွန်တော်တို့အဋ္ဌိထံကိုအားပေးအခုဘာမှမသိဘူးဆိုလို့ရှိရင်လေဘာမှမသိဘူးဆိုတော့အဋ္ဌိထံဆိုတာဂတိပေးခြင်းတစ်မျိုးပဲဂတိပေးအဲ့ဂတိကိုတည်အောင်လုပ်တည်အောင်ခြင်းခြင်းအားထုတ်အဲအခါကျရင်အဋ္ဌိထံတစ်ခါမအောင်နှစ်ခါမအောင်လုံးလုံးတိုင်းတော့မအောင်တစ်ခါမအောင်နှစ်ခါမအောင်လုံး၃၄၅ကာ၉ကာအဲ့လိုမျိုးကြီးလုပ်အဲ့မှာကိုကပထမဆရာကောင်းနဲ့တွေ့ဖို့ပုဂ္ဂိုလ်နဲ့တွေ့ဖို့ပြောမြေတားဖို့အမြောက်ဝင်အဲ့ဒီကအဲ့ဒါပထမဆုံးအုံမြစ်ပဲအဲ့ဒီကမှတစ်စင်းဆရာကောင်းတမကောင်းရလာမယ်နီးမဲ့လမ်းမှန်ပေါ်သူ့ဟာသူဖြည်းဖြည်းချင်းရောက်သွားလိမ့်မယ် ရကြရင်ရှေ့ဆက်သွားနိုင်ပါလိမ့်မယ်နော်အဲ့ဒါတော့လူရင်းပဲကျွန်တော်ရဲ့အကြံပေးချင်တာကတော့အရှေ့အဥ္ဇာတွေကတော့ဒါတခြားလူတွေပြောခဲ့တဲ့အကြံဉာဏ်ကိုပြောပြတာနောက်ပြီးရင်ဒါနည်းနည်းသုံးသပ်ပြတာပေါ့နော်အဲ့လူရင်းကတော့ဒိဋ္ဌံတင်ဒိဋ္ဌံတစ်ခါမအောင်နှစ်ခါမကောင်းလုပ်၃၄ခါကျင်လုပ်အမြဲတမ်းလုပ်တလတစ်နှစ်နှစ်နှစ်လောက်ရမှာပဲစွဲတော့ရှိရသူ့ဟာသူဖြစ်သွားလိမ့်မယ် ရှေ့ရပုံကိုကြီးတွေလည်းဘယ်ခိုင်းဝင်ခဲ့တယ်ဘယ်စီးပောက်ခဲ့တယ်ဆိုပြီးတော့ဝိဇ္ဇာဖြစ်သွားတယ်လို့မရှိပါဘူးမကြောက်ဘူးပါနော်အဲ7မိနစ်ပြည့်ပြီဆိုတော့ဘယ်လောက်ပါပဲ